so hello guys my dite ya game ကို solve မရလို့စိတ်ညစ်နေရလားကဲဒီ video ထဲမှာတော့ကျွန်တော် my dite game ကို solve လို့ရမယ့် application အသစ်ကိုပြသွားမှာဖြစ်ပါရဲ့เนาะဒီ application အလွတ်လောက်ဘုံဘလို့သုံးရမလဲဘလို့ဘယ်ဥစ္စာတွေဘလို့ဟာတွေဆိုတော့ကျွန်တော်အသေးစိတ်ချင်းပြပြသွားပါမယ်เนาะဒါကြောင့်ကျွန်တော်တို့ရဲ့ဒီ video လေးကိုအစားဆုံးကြည့်ပေးပါเนาะ my dite ရဲ့ game ကို solve လို့ရမယ့်ဒီ app အသစ်ကိုပေါ့เนาะ download အတွက်အင်ယူဆုံးကိုရဖုန်းမှာပါနော် VPN တစ်ခုခုခံလိုက်ပါနော်ရှိတဲ့ VPN ကိုခံပေးလိုက်ပါကျွန်တော်ကတော့ဂျမ်ဂျမ် VPN ကိုခံပေးလိုက်ပါမယ် ကဲဖွေပြန်လက်ခံပေးသွားပြီဆိုလို့ရှိရင်အခုကြည့်နေတဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုပြန်လာပါလာပြီးသွားရင်ဒီဗီဒီယိုအောက်ကဒီမိုးဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပစ်လိုက်ပါနော်ကဲနှိပ်ပစ်လိုက်တဲ့နဲ့ဒီနယ်လေးမှာကျွန်တော်ရဲ့ Telegram link လေးရှိပါမယ်နော် Telegram channel link လေးဒီ link လေးကိုတစ်ချက်နှိပ်ထားလိုက်ပါနေထားလိုက်တယ်နဲ့ကျွန်တော်ရဲ့ Telegram channel ထဲတန်းပြီးရောက်ပါမယ်เนาะကျွန်တော်ရဲ့ Telegram channel ပေါ့ app နားမှာပေါ့တန်းပြီးရောက်ပါမယ်เนาะဒီ app ကိုအဲ down ပြီးပေါ့เนาะတစ်ချက်နှိပ်ပြီး down လိုက်ပါ down ပြီးတော့ install လုပ်ပြီးအပြင်ဘက်ထပ်ထွက်လိုက်ပါเนาะ application ကို test နှိပ်မှာဆိုရင် application down နေမှာပါเนาะ down ပြီး install လုပ်လိုက်ပါကဲဒါဆို install လုပ်ပြီးတော့ app deck ဝင်ပေးပါเนาะကဲ app deck ဝင်တော့ app ကအဲသူ့ဘက်သူ auto ထွက်သွားတာတစ်ခါနှခါရှိပါရဲ့เนาะဒီမှာကြည့်ပါဒီမှာသူ့ဘက်သူ auto ထွက်ရပါရင်เนาะနောက်တစ်ခါလည်းထွက်ရင်ထွက်နိုင်တယ်ဒီတော့နှခါသုံးခါလည်းသူ့ဘက်သူထွက်နေတယ်ပြီးတော့နောက်ဆုံးကြတော့ပြန်သုံးလို့ရပါเนาะကဲဒီကျွန်တော်ပြပေးမယ်ဒီနေရာလေးကတော့ဒီဖုန်းနံပါတ်လေးရေးပေးရပါမယ်เนาะ ကိုယ့်ရဲ့ my dad ဖုန်းနံပါတ်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ရေးလိုက်ပါမယ်။ကဲဖုန်းနံပါတ်လည်းရေးပြီးသွားပြီဆိုလို့ချင်းဒီအောက်က internet ဆိုတဲ့နေရာမှာလည်းကိုယ့်ရဲ့နံပါတ်လေးကိုထည့်ပေးရပါမယ်နော်။ဖုန်းအမှဖုန်းနံပါတ်လေးရေးပေးလိုက်ပါ။ကဲဒီနေရာလေးမှာတော့ကိုယ့်ရဲ့နံပါတ်လေးထည့်ပေးလိုက်ပါနော်။ကျွန်တော်ကတော့ SM လို့ပဲထည့်လိုက်ပါမယ်။ထပ်ပြီးတော့ ID ကတ် OTP လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ get odb လေးနှိပ်မိလိုက်မယ်ဆိုလို့ချင်းကိုယ့်ရဲ့ my dad စဉ်းကပ်မှာပေါ့နော် odb ကုတ်6လုံးလေးကြာလာပါမယ်အဲ့ဒီကုတ်6လုံးလေးကိုဒီနေရာလေးမှာရေးပစ်လိုက်ပါနော်ကျွန်တော်ရဲ့ကုတ်က8နဲ့3ချီ309ဖြစ်ပါရင်နော်ကျွန်တော်ကုတ်ကအမှရေးပစ်လိုက်ပါမယ်ကဲ JB သွားရင်ဒီ ဲဒီမှာရေးပြီးသွားရင်ဒီရှေ့က OD ဆိုတော့ဟာလေပေါ့ ODB ပေါ့ ODB ထဲကပြဖြတ်ပြီး OD channel ကနော်ဒီ OD ကိုပြန်ဖြတ်မှာ ODB ကုတ်လေးပဲရေးပေးပါနော်ကဲရေးပြီးသွားရင်ဒီ login ကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ကဲဒီမှာ account တက်ဝင်ပြီးသွားပါရင်နော်ဒီမှာဒီနေ့ point 50 UB ပြီးလာတဲ့ဒီ application မှာတော့တစ်နေ့ point 50 free ရပါရင်နော်ကဲဒီမှာရပြီဆိုလို့ရှင်ဒီမှာဗောနော် point 50 UB တဲ့ဒီအောက်က claim ကိုတစ်ချက်နှိပ်ပေးလိုက်ပါ ကဲဒီမှာပေါ့နော်ဒီမှာဒီမှာလဲ package ကြီးအများကြီးပါပါရင်သုံးလို့ရမယ် package အများကြီးပါပါရင်နော်ဒီမှာသူပြထားတဲ့ဟာရေပေါ့နော်ဒီမှာ data မရှိရင် MB ပေါ့ MB မရှိရင် on value 50ဝယ်ပါเนาะဒီမှာသူပြထားပါရင်เนาะဒီလိုမျိုးလေး on value 50ဝယ်မယ်ဆိုလို့ချင်းလဲ MB တွေ point တွေ free ရပါရင်เนาะပြီးတော့အောက်မှာလဲဒီမှာ star 6 6 6 star 2တောင်းကတက်ဆိုတဲ့ဟာလေကျွန်တော်တို့အိမ်တုန်းကဝယ်တဲ့ဟာလေးပေါ့เนาะဒီမှာသူပြထားပါရင်เนาะ200ကျက်နဲ့ point 600ရရဖြစ်ပါရင်เนาะ ဒီမှာ package အစုံနေအများကြီးရှိပါရဲ့နော်အပေါ်မှာလည်းဒီမှာကျွန်တော်တို့ဒီမှာ point ယူဖို့အတွက်ဒီ claim တစ်ချက်နှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့50 point free ရမှာဖြစ်ပါရဲ့နော်ကဲပြီးတော့ဒီထဲက Telegram ပုံလေးကိုနှိပ်ပြီးသူတို့ရဲ့ Telegram channel လေးကို join ပေးပါနော်အကယ်လို့ဒီ app လက်ပိတ်သွားရင်သူတို့ Telegram channel မှာသူတို့ app တွေတင်ပေးမှာကြောင်းမို့ဒီ Telegram ကိုနှိပ်ပြီး Telegram သူတို့ရဲ့ Telegram channel ကို join ပေးပါနော်ကဲဒါဆိုလို့ရှိရင် application အသစ်ကိုနားလည်လောက်ပါရင်နော် ဒီဂိမ်းကိုနှိပ်ပြီးဂိမ်းလက်ဝင်ဆော့လို့ရပါရင်တော့ဂိမ်းတက်ဝင်မယ်ဆိုလို့ရှိရင်ရှင်ဂိမ်းတက်ဝင်ဆော့မယ်ဆိုလို့ရှင်အနည်းဆုံးတော့အချိန်9မိနစ်လောက်တော့ပေးရပါရင်တော့ဂိမ်းဝင်တာကြာပါရင်တော့အဲမိုက်တဲဖုန်းလိုင်းနဲ့ပဲဝင်ပါနော် Wi-Fi နဲ့မဝင်ပါနဲ့လို့ကျွန်တော်တောင်းဆိုချင်ပါတယ် Wi-Fi နဲ့မရတာကြောင့်မဝင်ပါနဲ့ကျွန်တော်ဝင်ဆော့ရတော့ဒီမှာအဆင်ပြေပါရင်နော်ကဲဒါဆိုဒီလောက်ပါပဲ